ပေးသည်များအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့2015ခုနှစ်တုန်းကထွက်ရှိထားခဲ့တဲ့ The Good Dinosaur လို့နာမည်ရတဲ့ animation ဇာတ်ကားလေးကို recap လေးနဲ့တင်ဆက်ပေးဖို့ရွေးချယ်ထားပါရီဇလန်းဆောင်မှာတော့လေကွင်းပြင်ကြီးတစ်ခုကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီမှာလေပင်ရှိရှိနဲ့ဒိုင်နိုဆောအဖေကြီးကပြောင်မှုပေးကိုရေလောင်းပေးနေပါရီလူရဲ့နာမည်ကတော့ပေါ်ပါဖြစ်ပါရီ မကြခင်မှာပဲဒိုင်နိုဆောမီကသူ့ဥရီလာကြီးကိုခေါ်ပါရီဥရီယာသုံးလုံးရှိပါရီပထမဦးကနေပြီးတော့ချက်စရာကောင်းတဲ့ဒိုင်နိုဆောမလေးတကောင်ပေါက်ဖွားလာပါရီသူမရဲ့နာမည်ကတော့လီဘီပါမကြခင်မှာပဲဒုတိယဥကလည်းပေါက်လာပါရီဒီကောင်ကလည်းနည်းနည်းရဆိုးပါရီသူ့ရဲ့နာမည်ကဘတ်ပါပြီးတော့မယုံနိုင်စရာကောင်းတာကဥသုံးလုံးစလုံးကတစ်ချိန်လေးမှာပဲပေါက်လာကြတာဖြစ်ပါရီတတိယဥကတော့ဂျန်နဲ့ဥရီထပ်ပို့ပြီးတော့ထူးကြပါရီဘာလို့လဲဆိုတော့အဲ့ဒီဥကအကြီးဆုံးဖြစ်နေလို့ပါပဲအဲ့လိုသောပေးနေမိကသူတို့ရဲ့ရင်သွေးလေးကိုမြင်တွေ့ရတော့မှမလို့အယံအောင်မှစိတ်လို့ရှားနေကြပါရီ အမေကဥကတလောက်ကြီးနေတော့သူတို့ရဲ့ရင်သွေးလေးကအရန်ကြီးမှပဲလို့မျှော်လင့်ထားကြတာပါဒါပေမဲ့သူတို့ထင်ထားသလိုမဟုတ်ပါဘူးအကြီးဆုံးဥဖြစ်ပေမဲ့လည်းအဲ့တွေကနေပြီးတော့အသေးဆုံးဒိုင်နိုဆောလေးတစ်ကောင်ပေါက်ဖွားလာခဲ့ပါတယ်ဒိုင်နိုဆောလေးကမူးမွေးချင်းမှကြောက်တဲ့ဒိုင်နိုဆောလေးဆိုတာကိုသိလိုက်ရပါတယ်သူရဲ့နာမည်ကတော့အာလိုပဲဖြစ်ပါတယ်အာလိုကအသေးဆုံးလေးလည်းဖြစ်သလိုအင်းအားလည်းချိနေပါတယ်ကလေးသုံးယောက်ကတွေးနေရထွက်လာတဲ့အခါမှာတော့အဖေကမိသားစုရဲ့လေယာဉ်တွေကိုပြသပေးပါရီဒီလေယာဉ်ဟာသူတို့ရဲ့ရိတ်ခါတွေအားလုံးရှိရတဲ့နေရာပါ ။ဒိုင်နိုဆောမီကသူတို့ကအဲ့လေယာကိုကောင်းကောင်းဂရုစိုက်ရမယ်လို့ပြောပါရီ။အချိန်ကြီးကုန်တာတအားမြန်ဆန်လို့ပါရီ။ပြောင်မှုပေးနေလဲကြီးလာတယ်လို့ကလေးတွေကလည်းကြီးလာကြပါပြီ။တနေ့မှတော့လီဘီကတက်သားတွေကိုတည်နေတဲ့ဘက်ကိုရေနဲ့ပတ်ပြီးတော့စနောင်းနေပါရီ။ဘက်ကလည်းလီဘီကိုပြန်ပြီးတော့ပတ်ပါရီ။ဒါမဲ့ဘက်ကအရန်အားကောင်းတော့လီဘီကိုရေနဲ့ပတ်တာကသူတို့စိုက်ထားတဲ့ပြောင်းကင်းတစ်ခုလုံးကိုပတ်မိလိုက်တယ်လို့ဖြစ်သွားကြမလို့လီဘီရဲ့အလုပ်ဖြစ်တဲ့စိုက်ခင်းရေလောင်းတာကိုလုံပေးလိုက်တယ်လို့ဖြစ်သွားခဲ့ပါရီ။ တို့မိကတော့လေဘီအလုံးမြန်ပြီးတော့ချီးကျူးနေပြီးတော့ဘက်ကတော့အလုံးမပြီးသေးလို့သူ့ရဲ့အလုပ်တွေကိုဆက်လုပ်ခိုင်းပါရီဘက်ကအောင်နေနေကြောင်သွားပါရီဒါတွေကိုကြည့်ကြည့်ရပြီးလေဘီကတော်ရဲကလေးဆိုတာကိုသိနိုင်တယ်လို့ဘက်ကလည်းအားကောင်းတဲ့ကလေးဆိုတာကိုသိနိုင်ပါရီဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်တို့နှစ်ယောက်စလုံးမှာကိုစီတာဝန်တွေရှိကြပါရီအသေးဆုံးနဲ့အင်အားအချင်းနေဆုံးအာလိုလေးကတော့သူ့ရဲ့တာဝန်ကိုရှာမတွေ့သေးပါဘူးသူကအလုပ်တော်တော်များများကိုလုံးကြည့်ခဲ့ပြီးမယ်ဘယ်လောက်ကမှသူ့အတွက်အဆင်မပြေပါဘူးဒီဒီကမှာတော့အမေကအာလိုကို ချက်တွေကိုပြောင်းမှုသွားကြွေးခိုင်းပါရီအဲ့လောက်ကအရန်လွယ်ပါရီဒါမဲ့အားလို့အတွက်ကတော့အဲ့လောက်ကအခက်ဆုံးပဲဖြစ်ပါရီဘယ်လိုပဲဖြစ်ဖြစ်ကလေးတိုင်းကအလုပ်လုပ်ရမှာပါအားလို့ကချက်ချက်တွေကိုဝင်သွားပြီးတော့ပြောင်းမှုတွေကိုနေရာနဲ့မှာခြားထားလိုက်ပါရီမကြခင်မှာပဲအားလို့ကခြောက်ညိနေတဲ့ချက်ကလေးတစ်ကောင်တွေ့လိုက်ရပါရီအဲ့တော့သူကချက်ကလေးကိုကူညီပါရီဒါပေမဲ့ကြောက်စရာအကောင်းဆုံးကချက်ကလေးမဟုတ်ပါဘူးချက်ကလေးရဲ့ဖီးယာပိုးဆိုးပါရီသူကပေါ်လာနေအားလို့လိုက်စိတ်ပါရီအားလို့ကကြောက်လို့လို့ထွက်ပြေးရပါရီ ဒီနေ့မြေသေးကိုပြုတ်ကြမလို့ဖြစ်သွားတာကြောင့်မလို့သူ့ဘေကသူ့ကိုတားလိုက်ရပါပြီ။အဘေကဆောင်းအောင်ဒီရောက်တော့မှမလို့အစားအစာတွေကိုစုဆောင်းနေပါပြီ။အားလို့ရဲ့ဘေကအစားအစာတွေကိုဒီကြီးထဲမှာထည့်ထားရတဲ့အကြောင်းရင်းကအစားအစာတွေကိုခိုးစားတတ်တဲ့ကောင်ကပြန်လာခိုးမှကြောက်လို့ပဲဖြစ်ပါပြီ။အဲ့လိုမျိုးအရင်တုန်းကတစ်ခေါက်ဖြစ်ဘူးပါပြီ။ပြီးတော့အဘေနဲ့မိကသူတို့ရဲ့ရိတ်ခါတွေထည့်ထားတဲ့ကြီးမှာခြေရိုင်နဲ့တစ်စိပ်ရိုက်နေလိုက်ပါပြီ။အဲ့ဒါကသူတို့ရဲ့ပိုင်ဆိုင်မှုဆိုတာကိုပြသထားတာဖြစ်ပါပြီ။ကလေးကလည်းသူတို့ရဲ့ခြေရိုင်နဲ့တစ်စိပ်တွေကိုရိုက်နေချင်တာကြောင့်မလို့အရင်ပဲစိတ်လို့ရှားနေကြပါပြီ။ ဒါပေမဲ့သူ့အဖေကတော့ကလေးတွေကိုအခုချိန်မှာဒစိမ့်နှိုက်ခွင့်မပေးသေးပါဘူး။ဘာလို့လဲဆိုတော့အဖေကခြေရာနဲ့ကိုပိုင်ဒစိမ့်နှိုက်နိုင်မှုဆိုလို့ရှိရင်အရင်ဆုံးအောင်မြင်မှုတစ်ခုခုရထားရမယ်လို့ပြောပါရည်။သူကသူ့ရဲ့ကလေးတွေကိုဒစိမ့်နှိုက်ဖို့ဆိုရင်တော့ကြီးကျယ်မြင့်မြတ်တဲ့ကိစ္စတစ်ခုခုကိုလုပ်ပြနိုင်မှဒစိမ့်နှိုက်ဖို့ထိုက်တန်တယ်လို့ပြောပါရည်။အဲဒီတော့ကလေးတွေကအယောင်မှာဆေးရထက်တန်လာကြပါရည်။အိန္ဒိယဆက်ပြီးတော့ကလေးတွေကအလုပ်တွေကိုစူးစမ်းလုပ်ကင်ကြပြီးတော့ကြီးပြင်းလာကြပါရီဘက်ကတစ်ပင်တွေကိုခုတ်တွင်းရှင်းလင်းပြီးခြေရာတွေနဲ့အရင်ဆုံးဒစိမ့်ကိုနှိမ့်နိုင်ခဲ့ပါရီ ဒုရမြောက်ချီယာနှိပ်သူကလေပြီးပါသူရဲ့အောင်မြင်မှုကမြေကြီးတွေကိုတူးပြီးတော့ပြောင်းမှုဆိုင်ဖို့အတွက်ပြင်ဆင်တာပါဘလုံးမှတစိမ့်မနှိမ့်နိုင်တဲ့သူကတော့အာလိုပဲဖြစ်ပါရီအချိန်နေဘလုံးပဲပြောင်းသွားပါစေအာလိုကဘာမှမပြောင်းလေးပါဘူးသူကအစားအစာကျွေးရမယ့်ချက်တွေကိုချောင်းနေတော့မှဖြစ်ပါရီအဖေနဲ့မိကောင်နည်းနည်းလေးစိုးရိမ်နေကြပါရီတနေ့မှအာလိုကတခြားသူတွေရဲ့ချီယာတွေကိုစိုက်ကြည့်နေပြီးတော့အယံဆရာထက်တန်နေပါရီအဲ့တော့သူကစက်ချန်တွေကိုသွားပြီးတော့ချက်ကလေးတွေကိုအစားအစာတွေလာစားဖို့အတွက်ပြောပါရီ ူစူးစားပြီးတော့လုံနေတော့မှပဲသူ့ကိုဘက်ကလဲနေတာကိုတွေ့ရပါတယ်ဘက်ကကြက်တီသူ့ကိုစိတ်လို့တီတော့မယ်လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒါကစားနောက်နေရပါဘက်ကအားလို့ကိုဘာမှမပြောင်းလဲဘူးကြောက်နေတော့မယ်လို့ပြောပါတယ်သူရဲ့အဖေရောက်လာပြီးတော့ဘက်ကိုတားပါတယ်ဒါပေမဲ့အဲ့လိုပြောတာကအားလို့စိတ်မကောင်းဖြစ်စီပါတယ်အဲ့တော့သူကအဲ့ချီယာတွေကိုမလိုချင်တော့ဘူးလို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ်အဲ့တော့ဘေးကအကြံတစ်ခုရလိုက်ပါ रे အဲ့ညမှာသူကအားလို့ကိုအိယာကနှိုးပြီးတော့ဘယ်နေရာမှမသိတဲ့နေရာတစ်ခုကိုခေါ်သွားပါ रे လမ်းမှာအရန်မှောင်ပါ रे အာလူကအဲ့တော့ရမ်းကြောက်နေပါ रे သူတို့နေရတခုရောက်တဲ့ခါမှာတော့အဖေကအာလူကိုအရင်သွားခိုင်းလိုက်ပါ रे အာလူကသူ့နှာခေါင်းမှာကတ်နေတဲ့ထူးဆန်းတဲ့ဘိုးကောင်လေးကိုတွေ့လိုက်ပါ रे အဖေကတခါတလေမှာကိုယ့်ရဲ့ကြောက်ရွံ့မှုတွေကိုကြော်လားနိုင်မှာပဲလှပတဲ့အရာတွေကိုမြင်တွေ့နိုင်မယ်လို့ပြောပါ रे ပြီးတော့အဖေကသူ့ရဲ့အမီးနဲ့နေရအနှံ့ကိုဝှေ့ရမ်းလိုက်တဲ့အခါမှာတော့ဘိုးစုံညူကောင်လေးတွေအများကြီးပြန်ထွက်လာပါ रे အဖေရဲ့သားကအတူတူစော်ကစားကြပါ रे ရိတ်နေရကအရန်အောင်မှလှပါ रे ပြီးတော့အဖေကအာလူကိုအလုပ်တစ်ခုပေးမယ်လို့ပြောပါ रे နောက်တစ်နေ့မနက်မှာတော့အဖေကရိတ်ခါတွေကိုလာကြည့်ပါရီရိတ်ခါတွေပြောင်းနေအောင်တွေးလိုက်ရပါပြီအစားအစာတွေကိုခိုးစားနေတဲ့တော်ရဲတကောင်ကခိုးစားသွားတာကြောင့်မလို့ဒီလိုပဲနောက်ထပ်ခိုးစားနေမယ်ဆိုရင်တော့စောင်းတွင်မှာသူတို့အတွက်အစားအစာအလုံးလောက်မှမဟုတ်တော့ပါဘူးအဲ့တော့ဖေကအစားအစာတွေကိုထပ်ပြီးတော့မခိုးနိုင်အောင်လို့အားလို့စောင်းခိုင်းပါရီပြီးတော့သူတို့နှစ်ယောက်ကထောင်ချောက်တစ်ခုကိုအတူတူဆောက်လုပ်ကြပါရီအဖေကအားလို့တကယ်လှုပ်ခိုင်းနေတာကအစားအစာတွေကိုခိုးစားတတ်တဲ့ကောင်ဖမ်းပြီးတော့တတ်စီနေတာပါအဲ့ကောင်ဖမ်းပြီးသွားပြီဆိုရင်တော့အားလို့ကခြေရာနဲ့ဒစိမ့်နှိမ့်လို့ရပြီလို့ပြောပါရီ အဲ့တော့အာလိုကအရန်ဂီယူဆိုင်ပါရီဘိုးဗလန်နေဒါမှမဟုတ်တေးရွတ်တွေအနားကိုလွင့်လာရင်တော့မှသူကအလွတ်မပြီးပါဘူးမကြခင်မှာပဲသူတို့ရဲ့ထောင်ချောက်မှာအကောင့်ကမီသွားခဲ့ပါပြီအာလိုကကြောက်ကြောက်လန့်လန့်နဲ့သွားကြည့်တဲ့အခါမှာတော့အဲ့ဒီကောင်ကထိန်းတဲ့အတိုင်းပဲသူတို့ရဲ့ရိတ်ခါတွေကိုခိုးစားနေတဲ့အကောင့်ကောင်ဖြစ်နေခဲ့ပါရီတကယ်လို့အဲ့ဒီကောင်ဆိုတာကလူသားလေးတယောက်ပဲဖြစ်နေခဲ့ပါရီအာလိုကလူသားလေးကိုရိုက်ဖို့ပြင်လိုက်ပေမယ့်လူသားလေးကိုကြည့်ပြီးတော့မရက်ရက်တော့ပဲနဲ့လှုပ်ပေးလိုက်ပါရီအာလိုကထောက်သွားလို့ရပြီဆိုကလူသားလေးကိုမောင်းထုတ်လိုက်ပါရီဒါပေမဲ့ကလေးကမသွားပါဘူး။သူကအာလိုနာကိုရှောက်လာပါရီ။ သူ့ဖေကအေးဖြစ်ဖြစ်ကိုချောင်းကြည့်နေပြီးတော့အားလုံးကိုဘာလို့ကလေးကိုလွှတ်ပေးလိုက်တာလဲလို့စူပါတယ်လူသားလေးကထွက်ပြေးသွားပါပြီအမေကအားလုံးကိုခေါ်ပြီးတော့ကလေးကိုသွားရှာပြီးတော့ဒီလုပ်ကိုအဆုံးသက်ခိုင်းပါတယ်ဒုံးယောက်ကခြံစည်းဟိုးကနေပြီးတော့ထွက်လာကြပါတယ်အားလုံးကအရန်ကြောက်နေပါတယ်သူလမ်းပြောင်းမှကြောက်တယ်လို့သူ့ကိုတခခုကလာတိုက်မှာကိုလည်းကြောက်နေကြပါအဲ့တော့ဖေကအားလုံးကိုမင်းမြစ်ကိုတွေ့တိုင်းအိမ်ပြန်လန်းကိုတွေ့လိမ့်မယ်လို့ပြောပါတယ်ပြီးတော့သူတို့နှစ်ယောက်ကလူသားလေးရဲ့ခြေရာတွေကိုလိုက်ရှာနေကြပါတယ်အဲ့ဒီအချိန်မှာပဲတိုက်တိုက်ဆက်ဆိုင်မုံတိုင်းကလည်းဝင်လာခဲ့တယ်လို့ မိုးတွေကလည်းတဲထန်စွာရွာချလိုက်ပါ ರಿ အဲဒီတော့သူတို့နှစ်ယောက်ကအချိန်မြင့်ပြီးတော့ပြေးကြပါ ರಿ မဟုတ်ရင်ခြေရာတွေပျောက်သွားမှာစိုးလို့ပါဒီနေ့တော့မှအာလူကကြောင်တုံးတစ်ခုနဲ့တိုက်မိပြီးတော့ခြေထောက်နာသွားခဲ့ပါပြီအဲဒီတော့အဖေကသတိဝင်လာပြီးတော့အာလူတောင်းပန်ပါ ರಿ အဖေပြည်သူကအာလူကိုတတိရှိစေခြင်းလို့ကြောက်ရွံ့မှုတွေကိုလည်းကြော်လွားစေခြင်းလို့ရဲ့ဇုံးနဲ့စိတ်လောသွားခဲ့တာဖြစ်ပါ ರಿ ပြီးတော့သူတို့နှစ်ယောက်အိမ်မြန်တော့မဲ့အချိန်မှာရုတ်တရက်တောင်ကြရီကသူတို့ရှိရာကိုအချိန်ပြင်းစွာနဲ့စီးစင်းလာတာကိုတွေ့လိုက်ရပါ ರಿ တောင်ကြီးကအယမ်းမြန်လာကြမလို့အဖေကအားလို့အပေါ်တွန်းတင်လိုက်ပြီးလူကိုယ်တိုင်ကတော့ရေနဲ့အတူတူပါသွားခဲ့ပြီးတော့အားလို့ကလည်းသူ့ရဲ့ဖေကိုဆုံးရှုံးလိုက်ရပါ ರೀ အဲ့ဒီဖြစ်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 ပြီးရနောက်မှာသူတို့ကပုံမှန်အတိုင်းပဲအလုပ်လုပ်ကြပါ ರೀ ဒါမဲ့ဒီမိသားစုလေးမှာအဖေမရှိရတဲ့အခါမှာအလုပ်တရာပို့ပြီးတော့ပြင်ပန်းလာကြပါ ರೀ အမေကတော့ဆောင်းဝတီရောက်တဲ့အခါမှာသူတို့မှရိတ်ခါရေလုံလောက်လောက်ရှိအောင်လို့အားလို့ကိုအစားအစာတွေကိုမြင်မြန်သိမ်းခိုင်းပါ ರೀ အားလို့ကဆရာထက်တန်စွာနဲ့ပြောင်းမှုတွေကိုတိမ်ပါ ರೀ ပြီးတော့သူကအမေကိုသူတို့တွေဘယ်တော့မှငှက်စီရဘူးလို့ပြောပါ ರೀ အားလုံးကပြောင်းမှုတွေကိုသွားသိမ့်နေတော့မှာအစားအစာတွေကိုခိုးစားတတ်တဲ့လူသားလေးကပြန်လာပြီးတော့ခိုးစားနေအောင်တွေးပါရီဒီဒီကမှတော့အားလုံးကအရင်တုန်းကလည်းမတူတော့ပါဘူးသူကအရင်ကမှဒေါသကြီးထွက်နေပါရီဘာလို့လဲဆိုတော့အဲ့ကလေးကြောင့်မလို့သူ့ရဲ့အဖေကိုဆုံးရှုံးလိုက်ရတာပါအားလုံးကလူသားလေးကိုအသေးအတန်လိုက်ပြီးတော့ဖမ်းပါရီနောက်ဆုံးမှသူ့နှစ်ယောက်ကမတော်တဆမြေထဲကိုပြုတ်ကျသွားကြပါရီအဲ့ဒီအချိန်မှာမြေကြီးကရေးစီးအရင်တန်ပါရီအားလုံးကသူ့ရင်ရှိတဲ့ကန်းဆက်ကိုပြန်ကူးသွားလို့မရတော့ပဲမြေကြီးနဲ့တူတူမျောပါသွားခဲ့ပြီးသူ့အိမ်နဲ့အရန်ဝေးရဲ့နေရာတစ်ခုကိုရောက်သွားခဲ့ပါပြီ။ အာလောကသတိလေးနေရာကနေပြီးတော့နိုးလာတဲ့ခါမှာတော့သူ့မှာဒဏ်ရာဒဏ်ချက်တွေအများကြီးရထားတာကိုတွေ့လိုက်ရပါတယ်။ပြီးတော့သူ့ကိုဒီနေရာကိုရောက်လာစေခဲ့တဲ့လူသားလေးကိုလည်းတွေ့လိုက်တော့အာလောကအယံအောင်မှာဒေါသထွက်နေပါတယ်။ဒါပေမဲ့သူဘာမှမလုပ်ခင်မှာလူသားလေးကတောင်ပေါ်တက်သွားပါတယ်။အဲဒီအချိန်မှာအာလောကအိမ်ပြန်မှုနီလန်းအောင်ရှာနေရပါပြီ။သူကတောင်ပေါ်တက်သွားပြီးတော့ပဝင်းရှင်ကိုလှမ်းကြည့်လိုက်တဲ့ခါမှာတော့ဒီနေရာကအယံကျဲပြောလုံးတော့တွေ့လိုက်ရပါတယ်။သူကအယံဝိုးရဲ့နေရာတစ်ခုကိုရောက်သွားတာမလို့သူတို့အိမ်ရဲ့နောက်မှာရှိတဲ့အချွန်သုံးခုနဲ့စူးထိတ်တောင်မမြင်နိုင်တော့ပါဘူး။ အလိုကလမ်းပြောက်တဲ့ခါမှာအမြင့်ကိုတွေ့တိုင်းအိမ်ပြန်လမ်းကိုတွေ့လိမ့်မယ်လို့ပြောခဲ့တဲ့သူ့ပြည်ရဲ့စကားကိုမှတ်မိပါရီအဲ့တော့အလိုကအိမ်ပြန်မှုအတွက်ခီးစားထွက်ပါရီအရာကတော့ကြောက်တတ်တဲ့ဒိုင်လိုစောလေးအလိုရဲ့စွန်စားကန်းခီးရဲ့အစပဲဖြစ်ပါရီလမ်းမှာအလိုကအရာတော်တော်များများကိုစူးစမ်းလုပ်ကြည့်ပါရီသူ့ကိုယ်သူလည်းဂယူးဆိုင်ရတယ်လို့တစ်ဖက်ကလည်းသူ့ဘာသာသူအစာရှာစားရပါရီတနေ့ကမှတော့베리တီးပင်တွေကိုတွေ့လို့မမီမကန်းနဲ့လှမ်းခူးနေတော့ပြုတ်ကြသွားခဲ့ပြီးတော့ကြောက်တုံးတွေအောက်မှာညက်သွားခဲ့ပါရီ အာလုကအားကုန်သုံးပြီးတော့ကြိုးစားရုန်းကန်ကြည့်ပေမဲ့မရတာမလို့မောပန်းလုံးပြီးတော့အိပ်ပျော်သွားခဲ့ပါ ರಿ အာလုတယောက်နိုးလာတဲ့ခါမှာတော့ကြောက်တုံးအောက်ကနေပြီးတော့သူကလွံ့မြောက်နေခဲ့ကသူ့နားမှာလူသားကလေးရဲ့ခြေရာတွေကိုတွေ့လိုက်ရအောင်မလို့ကလေးလေးကသူ့ကိုကူညီလိုက်မှန်တီးသွားခဲ့ပါ ರಿ လမ်းမှာသူကတစ်သားနဲ့အမိုးကလေးတခုကိုဆောက်လုပ်ပြီးတော့နားယူပါ ರಿ ပြီးတော့လူသားကလေးကိုပြန်တွေ့ပါ ರಿ ကလေးကသူ့ကိုစားစရာယူလာပေးပုံရပါ ರಿ ဒါမဲ့အာလုကမစားပါဘူးအဲဒီနောက်မှာကလေးကသူ့ကိုပိုးကောင်ကြီးတစ်ကောင်ကိုယူလာပေးပါ ರಿ ပြီးတော့သူကအားလို့ကိုပိုးကောင်စားဖို့အချက်ပြပါရီ။ဒါမဲ့အားလို့ကအသားမစားပါဘူး။အဲ့ဒီညနေမှာကလေးကဘေးအသီးပြုံယူလာပေးပါရီ။အဲ့တော့မှအားလို့ကစားပါရီ။အားလို့ကဘေးအသီးကိုစားလို့မဝရတဲ့ပုံစံပေါ်နေရကြောင်မလို့ကလေးလေးကအားလို့တနည်းအားခေါ်သွားခြင်းတဲ့ပုံစံပြပါရီ။ကလေးလေးကအယမ်းမြင်မြန်ပြေးနိုင်တယ်လို့မြောက်ထက်တောင်မှတိပိနေကိုပိုးကောင်းကောင်းတက်နိုင်ပါရီ။နောက်ဆုံးမှတော့သူတို့ကလမ်းမရှိတော့တဲ့နေရာတစ်ခုရောက်သွားကြပါရီ။ပုံမှန်ဆိုရင်တော့မတောင်ကဘာလန်းကချင်းချင်းလေးမလို့ကြောက်စရာကောင်းနေပါပြီအခုလိုမျိုးလမ်းမရှိရတဲ့အခါမှာပို့ပြီးတော့ခက်ခဲပါရီ ကလေးကအားလို့ရဲ့ခြောက်ကိုကိုက်ပြီးတော့အားလို့လဲကြသွားစီပါရီပြီးတော့သူကအားလို့တရားဖြစ်အသုံးပြုပါရီကလေးကအားလို့ဘယ်ရီသီးပြီးကိုမြင်တာနဲ့ပြန်တက်လာနိုင်တယ်ဆိုတာကိုသိပုံရပါရီဒိုးနှယောက်ကခက်ခဲရဲ့လမ်းအောင်ဖြတ်ကျော်ပြီးဘယ်ရီသီးပြီးကြီးစီကိုရောက်လာခဲ့ကြပါရီအားလို့ကဘိုက်စာနေရနဲ့ဘယ်ရီသီးပြီးစီကိုပြေးသွားပါရီဒါပေမဲ့လူသားကလေးကသူ့ကိုတားဆီးဖို့ကြိုးစားနေပုံရပါရီအဲ့ဒါကိုအားလို့ကဘာလို့လဲဆိုတာနားမလဲပါဘူးဒါပေမဲ့အားလို့တယောက်ဘယ်ရီပင်တော့ရောက်သွားတဲ့အခါမှာတော့ချက်ချင်းနားလေသွားခဲ့ပါပြီ ဘာလို့လဲဆိုတော့အပင်ပေါ်မှာကမွေးကြီးတကောင်ရှိနေလို့ပဲဖြစ်ပါရည်။အလူကကြောက်လွန်းလို့မွေးကိုခါချလိုက်တဲ့အခါမှာတော့တောင်ပေါ်ကနေပြီးတော့ပြုတ်ကျသွားပါရည်။အဲ့ဒါရင်မကသေးပါဘူး။အောက်ရောက်သွားတော့လေမွေးနဲ့ထက်ပြီးတော့တွေ့ပါရည်။ဒါမဲ့လူသားကလေးကသူ့ကိုကူညီပါရည်။ကလေးကမွေးကိုတိုက်ခတ်လိုက်တဲ့အခါမှာတော့မွေးကထွက်ပြေးသွားခဲ့ပါရည်။လူသားလေးကစိုးကျင်တဲ့အခါမှာအယံစိုးလို့ချစ်စရာကောင်းကျင်တဲ့အခါမှာလည်းအယံအောင်မှချစ်စရာကောင်းပါရည်။သူကအာလို့စောင်းလျှောက်ပေးတဲ့ body guard လိုမျိုးဖြစ်နေခဲ့တာပါ။အဲဒီအချိန်မှာအာလို့ကတစ်ပိနေတဲ့ကနေပြီးတော့ထူးဆန်းတဲ့အတန်းတစ်ခုကိုကြားလိုက်ရပါရည်။ အဲ့ဒီမှာတရိတ်ဆန်ကြီးအများကြီးရှိနေပါ ರಿ သူကအတန်းဘေးရလာတယ်ဆိုတာကိုမသိပါဘူးနောက်ဆုံးမှာတော့အဖေကပေါ်လာပါ ರಿ အဲ့ဒီအတန်းကတစ်ပင်နဲ့အယောင်တူတဲ့ကြန့်လို့တတဝါတကောင်စီကလာခဲ့တာပါအဲ့ဒီတတဝါကသူတို့ကိုစောင့်ကြည့်နေတယ်လို့ပြောပါ ರಿ အဲ့ဒီတတဝါကြီးကလူသားကလေးကဘာလို့အားလို့ကိုကာကွယ်ပေးနေရလဲလို့မေးပါ ರಿ အားလို့ကလည်းမသိဘူးလို့ပြန်ဖြေပါ ರಿ ပြီးတော့သူကအိမ်ပြန်တော့မယ်လို့ပြောပါ ರಿ အားလို့ကသူ့ရဲ့အိမ်နောက်မှာရှိတဲ့တောင်ကြောင်ကိုမေးပါ ರಿ တတဝါကြီးကဘာမှမပြောပါဘူးသူကလူသားကလေးကိုလိုချင်နေပါ ರಿ ဘာလို့လဲဆိုတော့လူသားလေးကအားလုံးကာကွယ်ပေးနိုင်တယ်လို့သူ့ကိုလည်းကာကွယ်ပေးနိုင်တယ်လို့ဆိုပါရီဘဒဝါကြီးရဲ့ကိုဘော်ဒီမှာတခြားသရိစံတွေကအများကြီးရှိနေကြပါရီအဲဒီသရိစံလေးတွေကတော့သူ့ကိုကာကွယ်ပေးနေကြတယ်လို့တဒဝါကြီးကဆိုပါရီတဒဝါကြီးကလူသားကလေးရဲ့နာမည်ကိုမေးပါရီဒါပေမဲ့အားလုံးကမသိပါဘူးအဲ့တော့သူတို့နှစ်ယောက်ကနာမည်ကိုဘယ်သူအရင်မှန်အောင်ခေါ်နိုင်မလဲဆိုတာပြင်ကြပါရီနောက်ဆုံးမှာတော့အာလိုကကလေးရဲ့နာမည်ကိုအရင်ဆုံးခေါ်လိုက်နိုင်ပါရီကလေးရဲ့နာမည်ကတော့ sport လို့ခေါ်ပါရီတတော်ကြီးက sport ကိုမရလိုက်ပေမယ့်တောင်ချောင်းကိုပြောပြပါရီ သူကတောင်ကအရန်ဝေးရလို့ပြောပါရီဒါပေမဲ့လမ်းမှာစပော့ကအားလုံးကိုကာကွယ်ပေးနိုင်မေးလို့ပြောပါရီအဲဒီနောက်မှာအားလုံးနဲ့စပော့တို့ကခီးဆက်လက်ပြီးတော့ထွက်လာကြပါရီလမ်းမှာသူတို့ကနည်းနည်းလောက်စော်ကစားကြပါသေးတယ်အရာကသူတို့ရဲ့စစ်ဆန်ရင်ကိုပို့ပြီးတော့ရင်းနှီးလာစေခဲ့တာပါတနည်းအားအရောက်မှာတော့သူတို့ကထူးဆန်းတဲ့အသီးတွေကိုစားမိပြီးမူးသွားကြကလွင့်နေခဲ့ကြပါရီတညမှာအားလုံးကသူ့ရဲ့မိသားစုဝင်တွေကိုမိတ်ဆက်ပေးပါရီပြီးတော့သူကသူ့ဖေဆုံးသွားပြီလို့ပြောပါရီအဲဒီတော့မှာစပော့ကသူ့မှာလည်းမိသားစုရှိတယ်လို့ပြန်ဖြေပါရီ ဒါပေမဲ့ spot ရဲ့အဖေနဲ့အမေကလည်းဆုံးသွားကြပါရီအဲဒါကြောင့်သူကတယောက်တည်းနေလာခဲ့ရတာပါသူမှမိဆွေဆိုတာလည်းမရှိပါဘူးအားလုံးကစိတ်ကောင်းရှိတဲ့ဒိုင်နိုဆောဖြစ်ပြီးတော့သူ့ကိုမတက်ဖို့ကြိုးစားအကြောင်းမလို့ spot ကအားလုံးကိုသူ့ရဲ့မိဆွေကောင်းလို့ထင်ကောင်းထင်နိုင်ပါရီသူတို့ရဲ့ခီးစက်နေတော့မှအခက်ခဲရဲ့အများကြီးကိုတွေ့ရကြုံရပါရီဒါပေမဲ့သူတို့နှစ်ယောက်ကအဲ့ဒါတွေကိုကြော်လာနိုင်ခဲ့ကြပါရီသူတို့တွေကခီးတဝက်ကြော်လောက်ရောက်နေပြီဆိုပေမဲ့အားလုံးကကြောက်တက်နေတော့မှပဲမုံတိုင်းကအရန်ပြင်းထန်တာကြောင့်မလို့သူတို့ကခိုးအောင်နေရပါရီ အာလိုကသတိလစ်သွားပြီးတော့သူနိုးလာတဲ့ခါမှာမြစ်ကိုရှာမတွေ့တော့ပါဘူးအဲဒါတော့အာလိုကဘေကိုသွားမှမသိတော့ပါဘူးသူအိမ်ပြန်လို့မရတော့ဘူးဆိုပြီးတော့ဝမ်းနေနေခဲ့ပါ ರೀ ဒါပေမဲ့ကံကောင်းထောင်းမဆောင်နဲ့အာလိုကပြန်နေတဲ့စူးကြုံငှက်ကြီးတစ်ကောင်တွေ့လိုက်တော့သူကအကူအညီတောင်းပါ ರೀ ငှက်ကြီးကအာလိုရဲ့တန်အောင်ကြားတဲ့ခါမှာသူကပြန်လာပြီးတော့အာလိုဘာဖြစ်နေရလဲလို့မေးပါ ರೀ အာလိုကအချွန်သုံးခုနဲ့စူးထိတ်တောင်ရှာနေရလို့ပြောပါ ರೀ ငှက်ကြီးကသူအဲ့ဒီကိုရောက်ဖူးတယ်လို့ပြောပါ ರೀ ပြီးတော့လမ်းအောင်လဲတည့်ရလို့ပြောပြပါ ರೀ တို့နှစ်ယောက်ကတယောက်နဲ့တယောက်မေးဆက်ကြပါ ರೀ ပြီးတော့အားလုံးကဒီငှက်အုပ်စုကမုံတိုင်းမိပြီးရင်ကဲဆေးလုံနေတဲ့စိတ်ကောင်းရှိတဲ့ငှက်အုပ်စုဆိုတာကိုသိလိုက်ရပါပြီ။အဲဒါကြောင့်ပိတ်မိနေတဲ့တတဝါလေးတကောင်ကိုကယ်လာတဲ့အခါမှာအားလုံးကလည်းဝိုင်းဝန်းပြီးတော့ကူညီပေးလိုက်ပါပြီ။ဒါပေမဲ့စူးယုံငှက်ကြီးတွေကတတဝါလေးကိုဖမ်းဆားလိုက်ပါပြီ။အဲတော့အားလုံးကဒီငှက်တီးဟာအသားစားတဲ့သရေးဆန်နေဆိုတာကိုသိလိုက်ရပါပြီ။အားလုံးကစပော့ကိုလှမ်းကြည့်လိုက်ပါပြီ။အဲဒီအချိန်မှာစပော့ကလည်းပုံနေတာပါ။စပေါ်ကဒီကောင်လေးကဘာကောင်လေးလဲဆိုတာကိုကြိုပြီးတော့သိနေရပုံရပါတယ်။ပြီးတော့သူကလည်းအယမ်းကြောက်နေပါတယ်။ ငတ်တရားအာလုကိုစားမဲ့ပုံမပေါ်ပါဘူးဒါမဲ့သူကအာလုနဲ့တူတူပါလာတဲ့စပော့ကိုဖမ်းပြီးတော့စားချင်နေကြတာပါအဲဒါကြောင့်စပော့နဲ့အာလုကအသေးတံပြေးကြပါ ರಿ သူတို့နှစ်ယောက်ကပြေးနေတော့မှာတခြားဒိုင်နိုဆောတွေကိုတွေ့ပါ ರಿ အစမှာတော့အာလုကသူနဲ့တူတဲ့လေပင်ရှိတဲ့တရိစံနေလို့ထင်ပါ ರಿ ဒါမဲ့နီးကပ်လာတဲ့ခါမှာသူတို့ကအယံအောင်မှကြီးတဲ့ T-Rex တွေဆိုတာကိုသိလိုက်ရပါ ರಿ T-Rex နှစ်ကောင်ကငှက်တွေကိုမောင်းထုတ်ပြီးတော့အာလုတို့ကိုကာကွယ်ပေးခဲ့ပါ ರಿ T-Rex နှစ်ကောင်ကသူတို့ကငှက်တွေကိုမုန်းတယ်လို့ချစ်စရာကောင်းတဲ့ကလေးလေးစပော့ကိုလည်းကြိုက်တယ်လို့ပြောကြပါ ರಿ ်ဒီ US နှကောင်ကတော့မောင်နှမဖြစ်ပါ ರಿ အကိုဖြစ်သူရဲ့နာမည်က Nes ဖြစ်ပြီးတော့ညီမဖြစ်သူက Ramsey ပါခဏကြာမှာပဲ TUS အဖေရောက်လာပါ ರಿ ပြီးတော့သူက အာလိုကိုဒီလိုလာခွင့်မရှိဘူးလို့ပြောပါ ರಿ အာလိုကအယံအောင်မှကြောက်နေတာပါဒါပေမဲ့သူကမြင့်နဲ့အချွန်သုံးခုစူးထိတ်တောင်ရှာနေရလို့ပုံမလင်းလင်းပြောပြလိုက်ပါ ರಿ TUSD ကအာလိုပြောရနေရအောင်မသိပေမဲ့သူတို့တောင်ရက်ကရေကြီးစမ်းရှိရဖို့သွားမှမလို့သူနဲ့တူတူလိုက်ခဲ့ဖို့တက်ပြောပါ ರಿ ဒါပေမဲ့ TUS အဖေကြီးကသူတို့မှကလေးတွေကိုထိန်းဖို့အတွက်အချိန်မရှိဘူးလို့ပြောပါ ರಿ တို့မွေးမြူထားတဲ့ကျွဲကြူကောက်တွေထွက်ပြေးသွားလို့တို့ကလိုက်ရှာနေရတာပါအဲ့ဒါနဲ့အာလိုကစပော့ကအနံ့ခံတဲ့နေရာမှာတော်ကြောင်ပြောလိုက်ပြီးတော့ထွက်ပြေးသွားတဲ့ကျွဲကြူကောက်တွေကိုအနံ့ခံပြီးတော့ရှာပေးနိုင်ပါတယ်လို့ပြောလိုက်ပါတယ်အဲ့ဒါကပဲအာလိုတို့က DRS နဲ့အတူတူလိုက်သွားဖို့အတွက်အခွင့်အရေးတစ်ခုဖြစ်လာစေခဲ့တာပါစပော့ကအနံ့ခံပြီးတော့သွားနေတော့မှထွက်ပြေးသွားတဲ့ကျွဲကြူကောက်တွေကိုတွေ့လိုက်ရပါတယ်အဲ့ဒါရင်မကားသေးပါဘူးတကိုးတွေကကျွဲကြူကောက်ထဲမှာရှိနေတယ်ဆိုတာကိုလည်းသိလိုက်ရပါတယ်အဲ့တော့တို့ကအစီအစဉ်တစ်ခုကိုဆွဲကြပါတယ် အလိုကကျွဲကျူကောက်အုပ်ရဲ့အလဲမာရှိနေတဲ့ကြောက်တုံးမို့ကိုတက်ပြီးတော့အတန်ကြင်ကျင်နဲ့အော်ခိုင်းမှုပဲဖြစ်ပါရီအဲ့ဒီကမှကျွဲကျူကောက်တွေကလန့်ပြီးတော့ပြေးကြရင်တခိုးတွေလည်းထွက်လာကြပါလိမ့်မယ်ပြီးတော့ TRS တွေကတခိုးတွေကိုရှင်းပြပါလိမ့်မယ်ဒါပေမဲ့အလိုကအော်လိုက်တဲ့အခါမှာသူ့ရဲ့အတန်ကအရန်ကိုတိုးနေတာကြောင့်မလို့စပော့ကသူ့ရဲ့ခြေောက်ကိုကိုက်လိုက်တော့မှပဲအတန်ကထွက်လာခဲ့ပါရီဒါပေမဲ့ကျွဲကျူကောက်တွေကတော့အလိုရဲ့အတန်ကိုဂိူးတော်မှမဆိုင်ပါဘူးအဲ့ဒီအချိန်မှာပဲကျွဲကျူကောက်ကိုခိုးမဲ့တခိုးအဖွဲတွေပေါ်လာကြပါရီ သူတို့ကအာလူလူကိုတပ်ပစ်ဖို့လှုပ်လိုက်ပေမဲ့လေ T-Rex တွေကအချိန်မီရောက်လာခဲ့ပြီးတော့တခိုးတွေကိုတိုက်ခိုက်လိုက်ပါရီအဲအချိန်မှာကြွဲကြိုကောက်တွေလည်းလန့်ပြီးတော့ထွက်ပြေးသွားကြပါရီ T-Rex တွေကကြွဲကြိုကောက်တွေကိုစူးစီးပြီးတော့တောင်ဘက်ကိုမောင်းထုတ်သွားဖို့အတွက်လုပ်နေကြပါရီဒီချိန်ထဲမှာပဲ T-Rex တကောင်ကတိုက်ခိုက်ခံလိုက်ရပါရီဒါမှမဟုတ်အာလူကကြောက်လန့်နေပေမဲ့လေအရေးစွန်ပြီးတော့ဝင်ရောက်ကူညီပေးလိုက်ပါရီအဲ့ဒီဖြစ်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 ပြီးတဲ့နောက်မှာအာလူကပုံမှုပြီးတော့တတိရှိလာခဲ့ပါပြီအဲ့ညမှာ T-Rex တွေနဲ့အာလူကမီးလုံနေကြပါရီ ဒီ US အဖေကအာလုံးနဲ့စပေါ့ကိုအရန်တတိရှိရဲ့လို့ချီးကျူးလိုက်ပါရီအဲအချိန်မှာအာလုံးကခုနတိုက်ခိုက်ခဲ့တဲ့အချိန်ကရရှိထားတဲ့ဒဏ်ရာကိုကြည့်နေပါရီရမ်စီကအာလုံးကိုဒဏ်ရာရတာကောင်းတယ်လို့ပြောပါရီဒဏ်ရာဆိုတာကယောက်ျားပေးသားမှုပဲလို့လည်းပြောလိုက်ပါရီပြီးတော့သူတို့ကသူတို့ရဲ့ဒဏ်ရာတွေကိုပြကြပြီးတော့ဘယ်ပုံဘယ်နည်းနဲ့ရလာကြတယ်လဲဆိုတာကိုတော့မှပြောပြနေကြပါရီအကြမ်းဆုံးဒဏ်ရာရထားတဲ့သူကတော့ US အဖေကြီးပါသူ့ရဲ့မျက်နှာမှာဒဏ်ရာတစ်ခုရှိပါရီအာလုံးကအဲ့ဒီဒဏ်ရာကိုဘယ်ကရခဲ့တယ်လဲဆိုတာကိုသိချင်နေပါရီ ဲ့တော့ TUS အဖေကြီးကသူကမိချောင်းသုံးကောင်နဲ့တိုက်ခိုက်တုန်းကရလာခဲ့တဲ့ဒဏ်ရာလို့ခက်ချင်တဲ့ပုံစံမျိုးနဲ့ပြောပြလိုက်ပါရီအဲ့လိုတီးလိုက်ရတဲ့အခါမှာအာလူကအားကျနေပြီးတော့သူ့ဖေလူပဲဘာမှမကြောက်ကြဘူးဆိုပြီးတော့ TUS တွေကိုချီးကျူးလိုက်ကသူကတော့အရန်ကြောက်တတ်တယ်လို့ပြောပါရီအဲ့လိုကြတော့ TUS အဖေကြီးက "तू လည်းမကြောက်ခဲ့တာတော့မဟုတ်ဘူးအားလုံးကကြောက်တတ်ခဲ့ကြရသူတွေကြည့်ပဲ"မိချောင်းကသူ့ရဲ့မျက်နှာကိုကတ်လိုက်တဲ့အချိန်မှာအယောင်းမှာကြောက်သွားတာကြောင့်မလို့အသက်ရှင်မှုအတွက်ပြန်လှည့်ပြီးတော့တိုက်ခိုက်လိုက်တာလို့ပြောပြပါရီ။သူသာအဲ့အချိန်မှာမကြောက်ခဲ့ဘူးဆိုရင်အဲ့နေရာမှာပဲတင်းနေတော့ပြီ အကြောက်တရားဆိုတာကဖယ်ထုတ်ပြလို့မရတဲ့သဘာဝတရားတစ်ခုဖြစ်ပြီးတော့သူ့ကိုအနိုင်ယူလို့မရသလိုသူ့စီကထွက်ပြလို့လည်းမရပါဘူး။ဒါမဲ့အကြောက်တရားကိုဖျက်ကျော်လို့ရရတယ်။ဘလို့နည်းနဲ့ပဲဖြစ်ဖြစ်ဖျက်ကျော်လို့ရမယ်ဆိုတာကိုအချိန်တန်ရင်သိလာမယ်လို့အားလို့ပြောပြလိုက်ပါရီ။နောက်တနေ့မနေ့မှာအားလို့ကကျွဲကျူကောက်တီကိုအုပ်စုမကွဲအောင်လမ်းပြမောင်းထုတ်ဖို့ကူညီပါရီ။သူနဲ့နဲ့ကြောက်နေပေမဲ့သူလုံနိုင်ခဲ့ပါရီ။ပြီးတော့သူတို့သွားနေတော့မှအားလို့ကစူးထိတ်တောင်ကိုတွေးလိုက်ရတော့သူအိမ်ပြန်မှုအတွက် T-Rex တွေကိုနှုတ်ဆက်လိုက်ပါရီ။ အလုံးကသူ့အိမ်တော့ရောက်တော့မှမလို့ဝမ်းသာအားရနဲ့ပြေးသွားပါရီဒါပေမဲ့လမ်းမှာသူကထူးဆန်းတဲ့အတန်တစ်ခုကိုကြားပါရီအဲ့ဒီအတန်က sport on ရဲ့အတန်နဲ့တူပါရီပြီးတော့သူတို့က sport လိုမျိုးပုံစံနဲ့လူသားတွေကိုပါတွေ့လိုက်ရပါရီ sport ကအဲ့ဒီလူသားတွေစီကိုတွားဖို့လုပ်ပေမဲ့လေအလုံးကသူတို့အိမ်ပြန်မှုရှိသေးတာကြောင့်မလို့ sport ကိုတားလိုက်ပါရီအိမ်ုံမြောက်ခင်မှာပဲမိုးရီရွာလာပြီးတော့မိုးကြိုးတွေပြက်ကမုန်တိုင်းထန်ပါတော့ဒီအဲ့ဒီအချိန်မှာပဲစူးကြုံငတ်အုပ်စုတွေရောက်လာကြပြီးတော့မကြေပွဲနှွဲကအလုံးကိုတိုက်ခိုက်လိုက်ပါရီ စူးကြုံငှက်အုပ်တွေကစပော့ဖမ်းသွားကြပြီးတော့အာလို့တော့တာမော်ကနေပြုတ်ကြသွားအောင်လှုပ်လိုက်ကြပါရီအာလို့ကနွယ်ပင်းနဲ့ရစ်ပတ်တောက်ခံလိုက်ရပြီးတော့ကြောက်တုံးတုံးကသူ့ပုံကိုပြုတ်ကြလာကြမလို့သတိလျက်သွားခဲ့ပါရီအဲဒီတော့အာလို့ရဲ့အဖေကရောက်လာပြီးတော့နွယ်ကျိုးတွေကိုဖျက်ပေးလိုက်ပါရီသူ့ဘေးတယောက်မသေးသေးတော့တွေ့လိုက်ရတော့အာလို့လည်းပျော်သွားခဲ့ပါရီသူ့ဘေးကအာလို့အိမ်မြတ်မှုခေါ်သွားပြီးမင်းအာလို့ကတော့စပော့ကိုသွားကြေဖို့အတွက်ပြောပါရီဒါမဲ့သူ့ရဲ့ဖေကတခုံးမှပြန်မပြောလို့ရှောက်သွားတဲ့ခါမှလည်းခြေရာတွေမပေါ်တာကြောင့်မလို့ဒါကတကယ်မဟုတ်ဘူးဆိုတာအာလို့တီးသွားခဲ့ပါရီ အလူရဲ့ဖေကလည်းအလူကိုမင်းစိတ်ထဲမှာတတိယရှိနေရဆိုတာသူတိကြောင်းနဲ့စပော့သွားခဲ့ဖို့ပြောလိုက်ပြီးတော့ပျောက်ကွယ်သွားခဲ့ပါရည်။အဲဒီနောက်အလူလည်းနွယ်ပင်နေဈားရဲကနေတတိပြန်လဲရလာခဲ့ပြီးတော့နွယ်ကျိုးတွေပြတ်ထွက်သွားအောင်လို့အားအကုန်တုံးပြီးတော့ယုံလိုက်ကသူတငယ်ချင်းစပော့ကိုကူညီဖို့အတွက်မုံတိုင်းနေဈားရဲမှာမကြောက်မရွံ့မင်းနဲ့စိတ်အားထက်သန်စွာပြေးသွားခဲ့ပါရည်။မြေထေးကတက်ကောင်းထဲမှာပုံနေတဲ့စပော့ကိုတွေ့လိုက်ရပြီးတော့စူးကြုံငှက်ကြီးတွေကစပော့ကိုဖမ်းနိုင်ဖို့ကြိုးစားနေကြပါရည်။အလူကလည်းစပော့ကိုကယ်ဖို့အတွက်စူးကြုံငှက်တွေကိုတိုက်ရင်ခိုင်ရင်နဲ့ ငှက်နှကောင်အားလို့ကုတ်ချီသွားခဲ့ပါတယ်တတိယရှိနေပြီဖြစ်တဲ့အားလိုကတော့အတင်းယုံရင်းနဲ့တပ်ပင်တပင်ကိုအမိနဲ့ဖျက်ရလိုက်လို့ငှက်နှကောင်ပေါ်ပြုတ်ကျသွားခဲ့ပြီးငှက်နှကောင်လုံးရေထဲမျောပါသွားအောင်မလို့နောက်ဆုံးမှာတော့ခေါင်းပေါင်ငှက်နှကောင်ပဲကြံမာတော့လေငှက်ကြီးကစပော့ကိုစားတော့မဲ့ချိန်မှာအားလိုကအတန်ကြီးអော်လိုက်တာကြောင့်ငှက်ကြီးကလန်သွားခဲ့ပြီးတော့အားလိုကြီးလိုက်တဲ့ချိန်မှာစပော့ကငှက်ကြီးရဲ့အတောင်ပံတွေကိုပေါက်သွားအောင်ကိုက်လိုက်ပါတယ် ခေါင်းဆောင်ငကြီးကလည်းကြောက်လန့်သွားခဲ့ပြီးတော့ထွက်ပြေးသွားခဲ့ပေမယ့်အာလူကအလုံးမပေးဘဲနဲ့တကိုင်းချောင်းနဲ့ပြစ်ပေါက်လိုက်တာကြောင့်မလို့ငကြီးလည်းမြေထဲကိုပြုတ်ကျသွားခဲ့ပါရီစပော့ကမြေလယ်မှာရှိနေတဲ့အချိန်မှာပဲအာလူအဖေတည်သွားတော့ငါလို့တောင်ကြီးတွေကအချိန်ဟုန်ပြင်းပြင်းနဲ့လာနေပါရီဒီတကောင်မှာတော့အာလူကထွက်မပြေးတော့ပဲမကြောက်မရွံ့နဲ့စပော့ကိုကူညီဖို့အတွက်စပော့စီကိုခုံသွားခဲ့ပါရီနေရာစလုံးကရေတွေကိုမျောပါသွားခဲ့ပြီးအာလူကစပော့ကိုဖမ်းမိတဲ့အချိန်မှာပဲရေတကွန်ကနေပြီးတော့ပြုတ်ကျသွားခဲ့ပါရီတနေရာရောက်မှာတော့အာလူတို့ကရေတွေကနေပြန်ပေါ်လာပြီးတော့ အာလိုအစပေါ်ကြီးကကန်းစက်မှာချလိုက်ပါရီကန်ကောင်းစော်နေပြီစပေါ်လေအသက်မသေးဘဲနဲ့တတိပြန်လေရလာခဲ့ပါရီအဲ့နောက်သူတို့တွေအိမ်ပြန်နေကြချိန်မှာပဲစပေါ်ရဲ့မိသားစုတွေရောက်လာခဲ့ကြပါပြီစပေါ်ကသူ့ရဲ့မိသားစုဝင်တွေတွေ့ရလို့ဝမ်းသာပျော်ရွှင်သွားခဲ့ပေမယ့်လေအာလိုအနောက်ကိုလိုက်သွားဖို့အတွက်စပေါ်ကရွေးချယ်လိုက်ပါရီဒါမှမဟုတ်အာလိုကလူကြီးဆန်ဆန်ပဲစပေါ်ကိုသူ့ရဲ့မိသားစုတွေနဲ့အတူတူနေခိုင်းခဲ့ပါရီစပေါ်ကမနေခဲ့ချိန်ပေမယ့်လေအာလိုကဒါဟာမိသားစုတွေဖြစ်လို့နေခဲ့မှရမယ်ဆိုပြီးတော့ဖြောင်းဖြားလိုက်ပါရီ နောက်ဆုံးမှာတော့ Sport နဲ့နားလေသဘောပေါက်သွားခဲ့ပြီးတော့တငယ်ချင်းတစ်ယောက်ကမြေရီကိုစီနဲ့ဖတ်လိုက်ကြပါရီ Sport ကလည်းသူ့ရဲ့မိသားစုဝင်နဲ့အတူတူလိုက်သွားခဲ့ပြီးတဲ့အခါမှာတော့အာလိုလည်းပဲသူ့ရဲ့အိမ်ကိုပြန်လာခဲ့ပါရီသူ့ရဲ့မိသားစုဝင်တွေကလည်းအာလိုအသက်ရှင်နေသေးတာကိုမြင်လိုက်ရတော့အယံအောင်မှအန်အောဝမ်းသာသွားခဲ့ကြပါရီနောက်ဆုံးမှာတော့မိသားစုဝင်တွေကအာလိုရဲ့တတိတွေကိုမြင်သွားကြပြီးကြီးကျယ်မြင့်မြတ်တဲ့ကိစ္စတွေကိုလုပ်နိုင်ခဲ့ပြီးမလို့အာလိုလည်းပဲကြီးမာသူ့ရဲ့ကိုယ်ပိုင်စိတ်ကိုရိုက်နှိမ်နိုင်ခဲ့ပါရီ Okay ပါဒီကိရတေးဆက်မှုလေးရောဒီမာရီမဲ့အဆုံးသက်သွားပါပြီခင်ဗျ ကျွန်တော်တို့ဒီနောက်ထပ်ဗီဒီယိုတစ်ပုဒ်မှာပြန်လည်ဆုံတွေ့ကြပါစို့ခင်ဗျာ